မင်္ဂလာပါခင်ဗျာဝမ်ဘေစီစင်ကနေပြီးတော့မှပြည်တွင်းကစီးပွားရေးသတင်းနဲ့ပတ်သက်တဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမအဦးဆုံးအနေနဲ့ရန်ကုန်မှာရှိတဲ့ရွှေဆိုင်ငါးဆိုင်လောက်ကိုလာစဉ်ဝင်ရောက်စစ်ဆေးသွားမယ့်သတင်းကိုတင်ဆက်ပေးပါမယ်ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ရွှေဆိုင်ငါးဆိုင်လောက်ကိုလာစဉ်ဝင်ရောက်စစ်ဆေးသွားမယ်လို့ရန်ကုန်တိုင်းဒေသကြီးရွှေလငန်းရှင်များအတင်းဥက္ကဋ္ဌဦးမျိုးမြင့်ကပြောပါတယ် ရန်ကုန်ဒေသကြီးအတွင်းမှဖွင့်လှစ်တဲ့ရွှေဆိုင်တွေကနေထိုက်တင်တဲ့အရော့အတွက်လက်ခဖြစ်မဖြစ်ရွှေအယောင်းပေါင်ချာတွေမှာတရင်ပို့ရမယ့်အချက်လက်တွေပြပြစုံစုံဖြစ်နိုင်မှုနဲ့ရွှေဈေးနှုန်းမှန်ကန်မှုရှိမရှိစတာတွေကိုစစ်ဆေးနေတာဖြစ်တယ်လို့သိရပါတယ်။နိုဝင်ဘာလ17ရက်နေ့ကရန်ကုန်ဒေသကြီးရွှေလုံငန်းရှင်များအသင်းရုံးမှပြုလုပ်တဲ့ငွေကြေးခွာချမှုနဲ့အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးတင်နန်းအမှတ်စဉ်26ဖွင့်ပွဲမှာဥက္ကဋ္ဌဦးမျိုးမြင့်က One News ကိုအခုလိုဖြေကြားခဲ့တာပါ။ လာချင်ကျွန်တော်ဥက9ဆိုင်လောက်ကျွန်တော်တို့ဟိုဌာနနေပြီးတော့လိုက်ပြီးတော့စစ်ဆေးနေပါတယ်စစ်ဆေးပြီးလိုအပ်တာတွေလမ်းကြုံမှုပေးနေပါတယ်ခင်ဗျအဓိကတော့ထွေဥကခေါင်းဆောင်လုပ်ပါတယ်ခင်ဗျထွေဥကခေါင်းဆောင်လုပ်တယ်အဲဒီမှာကျွန်တော်အခွန်ဌာနအပါပါတယ်ခင်ဗျနောက်တိုင်းစစ်ဆေးအဖွဲ့ကြီးတိုင်းစီရင်စစ်ဆေးအဖွဲ့ကြီးပါပါတယ်အဲကျွန်တော်ဘာကြီးရလဲကုစလေပါပါတယ်ခင်ဗျအဲရောရလက်ခတွက်တာချက်တာတွေကိုစစ်ဆေးပါတယ်နောက်ရွှေစည်းတို့မှလည်းအဲလိုပဲထိုက်တဲ့နဲ့ရောရလက်ခကိုဖြစ်ဖို့ နောက်တစ်ခါကျွန်တော်တို့ပေါင်းချားတွေမှာတရင်ပိုးရမယ်အချက်လက်တွေနောက်ငန်းနဲ့ထားမယ်တတန်းအတွက်အချက်လက်တွေဒါတွေအားလုံးကျွန်တော်ပြည့်ပြည့်စုံစုံဖြစ်နိုင်ဖို့ကျွန်တော်တို့ဒီဆောင်ရွက်နေတယ်ပြီးတော့ပါတယ်ခင်ဗျရွှေဆိုင်တွေကိုဝင်ရောက်စစ်ဆေးတဲ့အခါမှာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကအဖွဲ့တွေတနိဒာကြီးစည်ရင်စစ်ဆေးရေးအဖွဲ့တွေနဲ့ရန်ကုန်တိုင်းဒေသကြီးရွှေလုံငန်းရှင်များအသင်းကကိုယ်စားလှယ်တွေပါဝင်တဲ့အဖွဲ့တွေပူးပေါင်းစစ်ဆေးနေတာဖြစ်ပါတယ်။ ဒီလိုဝင်ရောက်စစ်ဆေးတဲ့အခါမှာရွှေဆိုင်တွေအနေနဲ့တတ်မှတ်စည်းကမ်းချက်တွေအတိုင်းရောင်းချတာမျိုးရှိမရှိမရှိရင်တော့အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေနဲ့အရေးယူသွားမှာဖြစ်တယ်လို့သိရပါတယ်။ရွှေဆိုင်တွေအနေနဲ့အယောင်းဝယ်လှုပ်ဆောင်တဲ့အခါမှာတသက်ထုရွှေရည်ညွှန်းစည်တတ်မှတ်ရေးကော်မတီကတတ်မှတ်ပေးထားတဲ့ရွှေရည်ညွှန်းစည်အပေါ်အခွန်300ခိုင်နှုန်းနဲ့အထွေထွေကုန်ကျစရိတ်စတာတွေကိုထိုက်တဲ့ဈေးနှုန်းနှုန်းထားတစ်ခုထည့်ပေါင်းပြီးရောင်းချဖို့ခွင့်ပြုပေးထားတယ်လို့သိရပါဗျ။ လက်ရှိမှာတော့မြမရွှေကိုကပရွှေစည်းကွက်မှာစံချိန်စံညွှန်းပြင့်ပြီးစွာနဲ့ရောင်းချနိုင်ဖို့အတွက်အရေးအသွေးစစ်ဆေးနိုင်မဲ့တက်ခွဲကန်ဖွင့်လှစ်နိုင်ဖို့စီစဉ်ဆောင်ရွက်နေတယ်လို့လည်းသိရပါဗယ်။ရန်ကုန်တိုင်းဒေသကြီးမှာနမဲကြီးရွှေဆိုင်ကြီးရီအပါဝင်ရွှေဆိုင်9000ကျော်လောက်ရှိပြီးတက်တထုရွှေဝန်ဆောင်မှုလုပ်ငန်းလိုင်စင်လျှောက်ထားတဲ့ရွှေဆိုင်1800လောက်မှာ1500လောက်ကလိုင်စင်ရရှိထားတယ်လို့ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းကနေသိရပါဗယ်ခင်ဗျာ။အခုတခါရန်ကုန်တိုင်းဒေသကြီးက ဦးစီးဆောင်ရွက်ခြင်းပါတဲ့ငွေကြေးခွာချမှုနဲ့အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးသင်တန်းဖွင့်လှစ်တဲ့အခြေအနေနဲ့ရွှေဈေးကွက်အခြေအနေတွေကိုပြည်ပြည်စုံစုံသိရဖို့ရအတွက်ရန်ကုန်တိုင်းဒေသကြီးရွှေလုံငန်းရှင်များအသင်းဥက္ကဋ္ဌဦးမျိုးမြင့်နဲ့ဆက်သွယ်မေးမြန်းသွားမှာဖြစ်ပါတယ်ခင်ဗျာအကဲမင်္ဂလာပါခင်ဗျာအခုတည်ကျင်တာကဒီငွေကြေးခွာချမှုနဲ့အကြမ်းဖက်မှုကိုဒါငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးသင်တန်းတွေကိုဖွင့်လှစ်ရတဲ့ရည်ရွယ်ချက်နဲ့ပတ်သက်ပြီးရင်ဆောင်သိကြပါတယ်ခင်ဗျာဒီနေ့ကတော့ကျွန်တော်တို့ တင်နာနေနဲ့26ချိန်မြောက်ခုနှစ်ချိန်ပဲဖြစ်ပါတယ်ကျွန်တော်တို့ရွှေဆိုင်အစ်တတရလောက်နှစ်ဆိုင်လောက်ရန်ကုန်မှာတိုးပါတယ်အဲ့ဒီလိုရွှေဆိုင်အဟောင်းနေရာလဲဝန်ထမ်းတွေတိုးချဲ့ပြီးတော့ကျွန်တော်တို့လောက်ကైဆောင်ရွက်ထားတယ်ရှိပါတယ်အဲ့ဒီလိုပဲကျွန်တော်ကုန်တယ်တော်တော်များများကလည်းရွှေလောကတွေဝန်လာဖြစ်ဖြစ်တဲ့အတွက်ကျွန်တော်တို့ဆောင်ရန်ရှောင်ရန်တွေကိုကျွန်တော်တို့ဆင်ကျင်နိုင်ရအတွက်ဒီငွေကြီးခွာချတင်တာကိုပို့ချခြင်းပဲဖြစ်ပါတယ်အဓိကကတော့ကျွန်တော်ငွေစီနဲ့ပတ်သက်တဲ့ ဒီရောင်းဝယ်တဲ့ငွေတွေကိုကျွန်တော်တို့ရွှေလောက်ကတည်းဝယ်မလာအောင်ကျွန်တော်တို့ဒီလက်နဲ့မှောက်ခုရောင်းဝယ်တဲ့ပတ်သက်တဲ့ဓာတ်ကြီးကျွန်တော်တို့ရွှေလောက်ကတည်းကိုဝယ်မလာအောင်ကျွန်တော်တို့ငွေကြီးခွာချနဲ့ပတ်သက်တာကိုကျွန်တော်တို့တီးကြားကျွန်တော်တို့ဒီရှောင်းနိုင်ဆောင်းနိုင်အောင် ဖြစ်ပါတယ်အဲ့ဒီလိုပဲကြားဖြန့်လုပ်ငန်းနေပြီးတော့ငွေတွေလည်းကျွန်တော်တို့ဒီရွှေလောကတွေဝင်လာတာတွေရှိပါတယ်ဒါတွေကိုလည်းကျွန်တော်ထိမ့်သိမ့်သိသိဆောင်ရွက်နိုင်ရအတွက်ကျွန်တော်တို့ဒီတင်နန်းတွေကိုအမြဲ အစီအမပြပို့ချနိုင်ခြင်းပဲဖြစ်ပါတယ်ခင်ဗျာ။တိုင်ဖွင့်တဲ့လူအားလုံးကလည်းတက်ဖို့လိုပါတယ်ခင်ဗျာ။ရောင်းဝယ်လုပ်တဲ့လူအားလုံးကလည်းတက်ဖို့လိုပါတယ်။ကျွန်တော်သိတထောင်ကျော်လို့ရှိရင်ကျွန်တော်တို့ဒီဘာနေပြီးတော့ဒရင်ပို့ရမှာ၄ပါးအဲ့ဒါတွေလည်းရှိပါတယ်။ဘာနေဖြတ်တော့ဖြတ်လာလောက်ရမယ်။ကျွန်တော်ဒရင်ပို့ရမှာ၄ရှိပါတယ်။အဲ့ဒါကျွန်တော်တို့ဘန်စီမေးစီကားများနဲ့လည်းအညီဆောင်ရွက်နိုင်အောင်ကျွန်တော်ဖွင့်နေခြင်းပဲဖြစ်ပါတယ်။လောလောဆယ်ကတော့ကျွန်တော်တို့ဒီသင်္นานတက်ပြီးတော့မှ ဒီ license ထုတ်ပေးပါတယ်ခင်ဗျာဒီတန်တန်းတက်မှာကျွန်တော်တို့ဖူရန်တတ်ထု license ထုတ်ပေးပါတယ်ဖူရန်တတ်ထု license ရမှာကျွန်တော်တို့ဖူရန်တတ်ထုရောင်းဝယ်ရေးကျွန်တော်တို့ license ကိုတစ်ခါတတ်ထုတွင်ဌာနထုတ်ပေးပါတယ်အဲ့ license တစ်ခုရမှာကျွန်တော်တို့မြို့တော် CB တာယာနေပြီးတော့ရွှေရောင်းဝယ်ခွင့် license ကိုထုတ်ပေးခြင်းပဲဖြစ်ပါတယ်ဒီတန်တန်းကကျွန်တော်အခြေခံအချက်လက်တွေဖြစ်ပါတယ်ဆိုင်နဲ့ဆိုင်မှာထားရှိရမယ်စာရဲစာတမ်းတွေကျွန်တော်တို့ပြည့်ပြည့်စုံထားရှိကျွန်တော်တို့ဘောင်ချာတွေပြည့်ပြည့်စုံတော့ အားရှိရကျွန်တော်ဒီဈေးနှုန်းနဲ့ကျွန်တော်တတ်မှတ်စေတဲ့ဈေးနှုန်းနဲ့ကျွန်တော်အရောင်းဝယ်ပြုလည်နိုင်ရအတွက်ကျွန်တော်လမ်းကြောင်းဆောင်ရွက်ပေးခြင်းပဲဖြစ်ပါတယ်ခင်ဗျာအဲတချို့အပတ်စဉ်တွေမှာတော့140လောက်ထီအောင်ရှိပါတယ်ဗျပုံမှန်ကတော့ကျွန်တော်တို့က100ကျော်ရင်ဖွင့်လှစ်ပေးပါတယ်ဘာလို့လဲဆိုတော့ချောင်းချီးနဲ့တင်လန်းတက်လို့ရအောင်ဒီကတော့ကျွန်တော်ငွေကြေးခွာခြားနဲ့ပတ်သက်တဲ့တင်လန်းတွေကိုပဲပြီးသွားမှာပဲဖြစ်ပါတယ်။အဲလိုပဲဌာနဆိုင်ရာလည်းကျွန်တော်တို့ဒီအထောက်အ ထူးဆောင်စားစစ်ဆေးရေးဦးစီးဌာနကလည်းကျွန်တော် ပြည်မှုပြစ်တာနဲ့ပတ်သက်တဲ့အချက်လက်တွေကိုလာရောက်ပြီးတော့မှုချပေးမှာဖြစ်ပါတယ်။ဥပဒေကြောင်းရံနဲ့ပတ်သက်တဲ့လူကျွန်တော်လုတ်ကင်းမှုမရှိအောင်ကျွန်တော်ကုန်တယ်တွေနဲ့ပတ်သက်သူတွေကျွန်တော်ဘ ഹു ပါမဲ့ညွန်ကြားချက်တွေနဲ့ကန့်ကျင်မှုရှိအောင်ကျွန်တော်ပို့ချသွားမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာဒါဆိုလို့ရှိရင်ရွှေဆိုင်နေအနေနဲ့ပေါ့နော်ဘောင်ချာနဲ့ပဲအယောင်းဝယ်ပြုတ်လို့ရတော့မယ်လို့ကျွန်တော်တို့သိထားတယ်ဗျအဲ့ဒါကတော့အခုစပြီးတော့ဆောင်ရွက်နေပြီလားဆိုတာလည်းသိချင်ပါတယ်ခင်ဗျာ အဲလော်လော့စင်ပါတော့ကျွန်တော်ဆိုင်တွေအားလုံးကိုကျွန်တော်ဖြတ်ထားပြီးဖြစ်ပါတယ်တချို့ဆိုင်တွေကြောင့်လည်းတနေ့ကိုတအုပ်တအုပ်ကုန်တဲ့ဆိုင်ကြီးတွေရှိပါတယ်အဲဒါကြောင့်လည်းကျွန်တော်အခြေပြီးခါပြီးကျွန်တော်ဝယ်ထည့်အောင်စီစဉ်ဆောင်ရွက်ပေးထားတဲ့အခြေအနေရှိပါတယ်ဝယ်မရရင်လည်းကျွန်တော်အတင်းကိုအကြောင်းကြားပေးပါအတင်းကနေဆက်အကူအညီပေးမယ်လို့ပြောထားပြီးဖြစ်ပါတယ်အဓိကတော့ကျွန်တော်တို့အဲဒီရွှေဆိုင်ဘောက်ချာတွေနဲ့တတ်ထုတွေထုတ်ပြီးတဲ့ဘောက်ချာတွေနဲ့ရောင်းဝယ်ကြဖို့ပဲဖြစ်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါငယ်နောက်ဆုံးအနေနဲ့ပေါ့နော်ဒါရွှေစည်းကွက်ရဲ့လက်ရှိအခြေအနေလေးကိုလည်းသိချင်ပါတယ်ခင်ဗျာလက်ရှိစည်းကွက်တော့ကျွန်တော်ကမ္ဘာရွှေစည်းတက်လို့ရှိရင်တက်ပါတယ်ကမ္ဘာရွှေစည်းကျရင်ကျပါတယ်ခင်ဗျာအခုလောလောဆယ်တော့ကမ္ဘာရွှေကျနေတဲ့အတွက်ပြည်တွင်းရွှေစည်းကွက်လည်းကျွန်တော်တို့ကျနေတဲ့အခြေအနေတွေရှိပါတယ်နောက်မကြခင်လည်းကျွန်တော်ရွှေရတူဖို့တဲ့ຢာဒီရောက်ရှိလာပြီလမ်းမဆက်တွေကြီးကောင်းလာတဲ့အတွက်ပြည်တွင်းကရွှေတွင်းရွှေအားလုံးကလည်းထွက်ရှိလာမှာဖြစ်တဲ့အတွက်ကျွန်တော်ရွှေစည်းကပြန်လည်ပြီးတော့ကြဆင်းသွားမှာဖြစ်ပါတယ် နေ့စဉ်ကျွန်တော်တို့ဒီမှာလဲကမ္ဘာစီတက်လို့တာဒီအတုံးခဲစီကတက်နေခြင်းပဲဖြစ်ပါတယ်အတုံးခွဲကအယောင်းဝင်မဖြစ်ပါဘူးကျွန်တော်တကယ်တမ်းအယောင်းဝင်ကလက်ဝတ်တစဒီ15ပဲကြီးတွေပဲအယောင်းဝင်ဖြစ်ပါတယ်ဗျ15ပဲကြီး12ပဲကြီး13ပဲကြီးဒါတွေပဲအယောင်းဝင်ဖြစ်ပါတယ်ဟုတ်ကဲ့ပါအငယ်ခုလိုမျိုးဖြည့်ချားပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအခုမေးမြန်းမှုကတော့ရန်ကုန်တိုင်းဒေသကြီးရွှေလုံငန်းရှင်များအတင်းဥက္ကဋ္ဌဖြစ်တဲ့ဦးမျိုးမြင့်နဲ့ဆက်သွယ်မေးမြန်းသွားခဲ့တာဖြစ်ပါတယ်ခင်ဗျာ ခုခါမှာတော့အော်တိုဘာလာမှာစတော့ရှေ့ရအယောင်းဝယ်တန်ဖိုးကကျက်336တန်းကျော်ရော့ကျသွားတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့အော်တိုဘာလာထဲမှာစတော့ရှေ့ရအယောင်းဝယ်တန်ဖိုးကစက်တင်ဘာလကထက်ကျက်တန်း336တန်းကျော်ရော့ကျခဲ့တာကိုရန်ကုန်စတော့အချင်းရဲ့အချက်လက်တွေအရသိရပါတယ်။စက်တင်ဘာလထဲမှာစတော့ရှေ့ရအရေအတွက်3200ကျော်နဲ့အယောင်းဝယ်တန်ဖိုးကျက်တန်း868တန်းကျော်အထိအယောင်းဝယ်ရှိခဲ့ပါတယ်။ အော်တိုဘားလာမှာတော့ store share အရေးအတွက်တသိန်း5000ကျော်နဲ့အယောင်းဝယ်တန်ဖိုးစစ်တန်း930ကျော်သာအယောင်းဝယ်ရှိခဲ့တာပါ။ဒါကြောင့်ကာလာတူနှိုင်းရှင်ကြည့်မယ်ဆိုရင်တော့အယောင်းဝယ်တန်ဖိုးကစစ်တန်း336တန်းကျော်ရောင်းနေခဲ့တာဖြစ်ပါတယ်။ Yangon Store A Chain Main Book အပြင်ဒုတိယဈေးကွက်ဖြစ်တဲ့ Pre-listing Book မှာအော်တိုဘားလာအတွင် store share ဆောင်ရည်16000ကျော်အယောင်းဝယ်ဖြစ်ခဲ့ပြီးတန်ဖိုးအနေနဲ့စစ်တန်း43တန်းကျော်ရှိခဲ့ပါတယ်။ လက်ရှိ Yangon Stock Exchange Main ပုတ်မှာအများပိုင်ကုမ္ပဏီ၈ခုနဲ့ Pre-listing ပုတ်မှာလေယာစိုက်ပျိုးရေးကိုအခြေခံတဲ့ကုမ္ပဏီတစ်ခုတို့က Stock Share တွေနေ့စဉ်အယောင်းဝယ်ဆောင်ရွက်နေပါတယ်။မကြခင် Pre-listing ပုတ်မှာလေယာဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်တဲ့အများပိုင်ကုမ္ပဏီတစ်ခုထပ်မံဝင်ရောက်ပြီးတော့မှ Stock Share တွေကိုရောင်းချမယ်လို့ Yangon Stock Exchange ကနေသိရပါတယ်။ ရန်ကုန်စတော့အိတ်ချင်းစီကွာမှာယင်းနီမြုံနံသူတွေပုံမှုအစိတ်ဝင်စားပြီးယင်းနီမြုံနံမှုတွေတိုးလာဖို့အတွက်စီရင်ဝင်ကုမ္ပဏီတွေအနေနဲ့ဗန္ဒာရေးကောင်းမွန်ဖို့လိုအပ်တယ်လို့အနာဂတ်အလားအလာကုမ္ပဏီရဲ့စွမ်းဆောင်ရည်တွေကိုယင်းနီမြုံနံသူတွေသိအောင်အမြဲဖော်ပြပေးနေဖို့လေလိုအပ်တဲ့အကြောင်းစတော့ရှယ်ယာစီကွက်ကျွမ်းကျင်သူတချို့ကတုံ့တက်ပြောဆိုပါတယ်ရန်ကုန်စတော့အိတ်ချင်းဟာအရှိတောင်အာရှမှာနောက်ဆုံးမှဖွင့်လှစ်တဲ့အိတ်ချင်းတစ်ခုဖြစ်ပြီးလာအိုမြန်မာကမ်ဘောဒီးယားစတော့အိတ်ချင်းတို့ဟာနောက်ဆုံးအဆင့်မှာရပ်တည်နေပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့ဈေးကွက်ဆိုင်ရာစီးပွားရေးသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာမင်္ဂလာပါရှင် One Best Market အစီအစဉ်ကိုတင်ဆက်ပေးမှာပါပထမအဆုံးအနေနဲ့ရန်ကုန်မြို့ရဲ့ပင်လယ်ရေကြောင်းကုန်သွယ်မှုအခြေအနေကိုတင်ဆက်ပေးမှာပါ Versa Final ကနေရရှိထားတဲ့ data အချက်အလက်တွေအရ ဒင်းဟန်38လို့ခေါ်တဲ့တမောကတော့ပြီးခဲ့တဲ့နိုဝင်ဘာ15ရက်ကစင်ကာပူကနေထွက်ခွာလာခဲ့ပြီးရန်ကုန်ကိုတော့လာမယ့်နိုဝင်ဘာ19ရက်နေ့မှာဝင်ရောက်မယ်ဆိုပြီးခံမှန်းကြီးအနေနဲ့ဖော်ပြထားပါရယ်။ကုန်စည်တန်းချိန်စုစုပေါင်း12,902တန်ကိုတင်ဆောင်လာတဲ့တမောဖြစ်ပြီးတော့ Chemical White Products တန်ကတင်ပေါ်အမျိုးအစားဖြစ်ပါရယ်။နောက်ထပ်ရန်ကုန်ကိုပဲဥတီလာနေတဲ့တမောကတော့ Bell Sherman လို့ခေါ်ပါတယ်။ဒီသမောကပြီးခဲ့တဲ့ November 16ရက်ကစင်ကာပူကနေထွက်ခွာလာခဲ့ပြီးရန်ကုန်ကိုတော့လာမယ့် November 20ရက်နေ့မှာဝင်ရောက်မယ်ဆိုပြီးခံမှန်းခြေအနေနဲ့ဖော်ပြထားပါတယ်။ကုန်စည်တန်းချိန်စုစုပေါင်း14,036တန်းကိုတင်ဆောင်လာတဲ့သင်္ဘောဖြစ်ပြီးတော့ကွန်တိန်နာတင်သင်္ဘောအမျိုးအစားဖြစ်ပါတယ်။နောက်ထပ်သင်္ဘောရဲ့နာမည်ကတော့ Great Sailor လို့ခေါ်ပါတယ်။ဒီသမောကတော့ပြီးခဲ့တဲ့ November 15ရက်နေ့ကစင်ကာပူကနေထွက်ခွာလာခဲ့ပြီးရန်ကုန်ကိုတော့လာမယ့် November 20ရက်နေ့မှာဝင်ရောက် မယ်ဆိုပြီးခံမှန်းခြေအနေနဲ့ဖော်ပြထားပါရယ်ကုန်စည်တန်းချိန်စုစုပေါင်း6400တစ်ဆက်6000ကိုတင်ဆောင်လာတဲ့သင်္ဘောဖြစ်ပြီးတော့ chemical white products တန်ကသင်္ဘောအမျိုးအစားဖြစ်ပါရယ်ဒါကတော့ရန်ကုန်မြို့ရဲ့ပင်လယ်ရေချောင်းကုန်သွယ်မှုအခြေအနေကိုတင်ဆက်ပေးခဲ့တာပါဆက်လက်ပြီးဒီနေ့ရဲ့ကမ္ဘာ့ရေနံစိန်စေကွက်ရဲ့အခြေအနေနဲ့ပြည်ရင်းဆက်သုံးစီစီးနှုံးတွေရဲ့အခြေအနေကိုတင်ဆက်ပေးမှာပါဒီနေ့ November 16ရက်နေ့ရဲ့မနက်စင်နာရီဝင်းကျင်ခန့်မှာတော့ကမ္ဘာ့ရေနံစိမ်းစီးနှုန်းကကျဆင်းနေခဲ့ပါတယ် ဒီအခြေအနေတွေကတော့ကမ္ဘာလုံးဆိုင်ရာရောင်းလိုအားအခြေအနေတွေနဲ့ပတ်သက်ပြီးဖြစ်ပေါ်နေတဲ့စိုးရိမ်မှုတွေကပြန်လည်ရော့ကျသွားခဲ့တဲ့အတွက်ဖြစ်ပါတယ်။ယူကရိန်းအနေနဲ့ကလည်းရုရှားရဲ့ရင်းနှံချက်ဆက်ယုံတွေကိုဥတီပြီးတိုက်ခိုက်နေတဲ့ drone နဲ့ဒုံးကျည်တိုက်ခိုက်မှုတွေကခက်တရက်ဆိုင်သွားခဲ့ပါတယ်။ကမ္ဘာဒုတိယအကြီးဆုံးရင်းနှံစင်းတင်ပို့နေတဲ့ရုရှားရဲ့ရင်းနှံတင်ပို့မှုကလည်းပြန်လည်စတင်လုပ်နေပါပြီ။ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကစတင်ပြီးရုရှားရဲ့ Novorok 6စက္ကန့်ကနေရင်းနှံတင်ပို့မှုကပြန်လည်စတင်နေပြီဖြစ်ပါတယ်။ယူကရိန်းအနေနဲ့ကတော့ drone နဲ့ဒုံးကျည်တိုက်ခိုက် ခိုက်မှုတွေကိုလွန်ခဲ့တဲ့နှစ်ရက်ကတည်းကခိတရနာခဲ့တယ်ဆိုပြီး Rider သတင်းဖော်ပြချက်အရသိရပါဗျ။တစ်ဖက်က Goldman Sachs ရဲ့အဆိုအရတော့လာမယ့်2026ခုနှစ်အတွင်းကမ္ဘာ့ရနံစိမ်းစင်းနှုန်းကဆက်လက်ကျဆင်းနေနိုင်တယ်ဆိုပြီးခန့်မှန်းထားပါဗျ။ဒါပေမဲ့ Russia ရဲ့ရေနံထုတ်လုပ်မှုကရော့ကျသွားခဲ့မယ်ဆိုရင်တော့2026နဲ့2029အတွင်း ဘရိုင်းနန်ဆိုင်ရဲ့အမျိုးအစားရဲ့စေနှုန်းကဒစီကိုအမေရိကန်ဒေါ်လာ80ဒေါ်လာအထက်ပိုင်းကိုရောက်ရှိလာနိုင်တဲ့ဆိုပြီးလေလာဆန်စစ်သူတွေကခံမှန်းထားကြပါရယ်။ဒီနေ့မနက်အစောပိုင်းအယောင်းဝယ်လှုပ်ဆောင်နေတဲ့စေနှုန်းအခြေအနေတွေကိုကြည့်ရင်တော့ WDI ရန်နန်ဆိုင်အမျိုးအစားကဒစီကိုအမေရိကန်ဒေါ်လာ59.63ဒေါ်လာနဲ့အယောင်းဝယ်လှုပ်ဆောင်နေပြီးမနေ့ကစီနန်နိုင်ရှင်ရင်တော့3.31ဒေါ်လာကျဆင်းနေပါရယ်။ဘရိုင်းနန်ဆိုင်အမျိုးအစားကဒစီကိုအမေရိကန်ဒေါ်လာ63.89ဒေါ်လာနဲ့အယောင်းဝယ်လှုပ် ဆောင်နေပြီးမနေ့ကစီးနေနှောင်းရှင်ရင်တော့3.33ဒေါ်လာကျားဆင်နေပါတယ်။ခရိုဝိုက်တိုဘီယို1ကီလိုလီတာရဲ့စီးနှောင်းကဂျပန်ယန်6300ယန်းနဲ့ရောင်းဝယ်လုံဆောင်နေပြီးမနေ့ကစီးနေနှောင်းရှင်ရင်တော့ယန်း200ကျားဆင်နေပါတယ်။ Natural Gas 1 MMBTU ကအမေရိကန်ဒေါ်လာ4.34ဒေါ်လာနဲ့ရောင်းဝယ်လုံဆောင်နေပြီးမနေ့ကစီးနေနှောင်းရှင်ရင်တော့3.32ဒေါ်လာကျားဆင်နေပါတယ်။ဒါကတော့နိုင်ငံတကာစွမ်းအင်စီးနှောင်းတွေရဲ့အခြေအနေပါ။ဆက်လက်ပြီးပြည်ရင်းဆက် အသုံးစီအစည်းအဝေးတွေရဲ့အခြေအနေကိုတင်ဆက်ပေးပါမယ်။ ဒီနေ့ရန်ကုန်73စီလက်လီဆေးကွက်ထဲမှာတော့92 octane လီတာရဲ့စီနှုန်းက2585ကျပ်ပေါက်ဈေးဖြစ်ပေါ်နေပါတယ်95 octane လီတာရဲ့စီနှုန်းကတော့2660ကျပ်ပေါက်ဈေးဖြစ်ပေါ်နေပြီး diesel လီတာရဲ့စီနှုန်းက2540ကျပ်ပေါက်ဈေးရှိပါတယ် premium diesel လီတာရဲ့စီနှုန်းကတော့3085ကျပ်ပေါက်ဈေးဖြစ်ပေါ်နေပြီးမနေ့ကစီနှုန်းနှိုင်းရှင်ရတော့စီနှုန်းအပြောင်းလဲမရှိဘဲနဲ့စီနှုန်းတည်ငြိမ်နေပါတယ်ဒါကတော့ဒီနေ့ရဲ့ကပ္ပိုင်းနန်စိန်ဈေးကွက်ရဲ့အခြေအနေနဲ့ ပြည်ရင်း73စီစီနှုံးတွေကိုတင်ဆက်ပေးခဲ့တာပါကျေးဇူးတင်ပါတယ်ရှင် င်ငံတကာစီးပွားရေးသတင်းတွေကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးမှာကကလေးတွေအတွက်အ tilde န်ထောက်လောက်ထားတဲ့ EV ကားကိုတိုယိုတာကပြသတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ Toyota က Japan Mobility Show 2025မှာလူလူရဲ့အာရုံစိုက်မှုကိုဖန်ဆားနိုင်ဆုံးဖြစ်တဲ့ Concept Car တစ်စီးကိုချပြလိုက်ပြီးပဲဖြစ်ပါတယ်။သူ့ရဲ့နာမည်ကတော့ Mobile ဖြစ်ပြီးတော့ကလေးတွေအတွက်အသီးသန့်ထောက်လောက်ထားတဲ့လျှက်စက်ပူပေါင်းကားလေးဖြစ်တယ်လို့ Rider သတင်းမှဖော်ပြထားပါတယ်။ ီကားထဲမှာလူကြီးလုံးဝလိုက်ပါစရာမလိုဘဲနဲ့ကလေးကိုသူ့ဘာသာသူဘယ်နေရာမဆိုပို့ဆောင်ပေးနိုင်မှာပါဒီကားလေးက Toyota ရဲ့ Mobility for All ဆိုတဲ့ project ရဲ့ design တစ်ပိုင်းမှာဒီဇိုင်းကလည်းကလေးတွေအတွက်အသေးဆွဲဖြစ်အောင်အယောင်ဆုံဆုံအရွယ်အစားတိတိလေးနဲ့ထုတ်လုပ်ထားတာဖြစ်ပါတယ်အရှိတ်ဘက်မှာ LED မျက်လုံးတွေပါရှိပြီးတော့မှကလေးတွေကိုမျက်တောင်ခပ်ပြပြီးတုံ့ပြန်ဆက်ဆံနေတယ်လို့မျိုးဖန်တီးထားတာဖြစ်ပါတယ် အာဂါသရင်ငယ်လေးလိုအဲ့ဒီဒီဇိုင်းထုတ်ထားတဲ့ဒီကားရဲ့တကားကိုလူကြီးကအပေါ်ကိုလွှဲဖွင့်ပြီး ခလေးကိုထိုင်ကုန်မှာတက်တောင့်တက်တာထိုင်ခိုင်းပြတာနဲ့အလုဆပါပြီ။ကားစားထွက်တာနဲ့အရာအလုံးကိုထိမ့်ချုပ်မှာက AI ပဲဖြစ်ပါတယ်။ AI ကပဲကားရဲ့ဦးတည်ရာအမြန်နှုံနဲ့ရင်ကြောထဲမှာဘလို့အရာတွေမဆိုဘလို့သွားလာရမလဲဆိုတာကိုအကုန်စီမံခန့်ခွဲပေးသွားမှာပါ။ Toyota ကတော့ဒီကားရဲ့လုံဝန်ပြီးပိတ်ထားတဲ့ဒီဇိုင်းကခလေးကိုကောင်းကောင်းကောက်ွယ်ပေးနိုင်မှာပါလို့ဆိုပါတယ်။ ကားပတ်လည်မှာလဲစင်ဆာတွေကင်မရာတွေအပြည့်တက်ဆင်ထားပြီးတော့အတားအဆီးတွေကိုရှာဖွေနိုင်မှာဖြစ်ပါတယ်။လောလောဆယ်တော့ဒါကရှေ့ပြေးပုံစံအဆင်ပဲရှိသေးပြီးတော့တကယ်ကလေးတယောက်ကိုထည့်ပြီးတော့လမ်းပေါ်မှာဘရော့စမ်းသပ်မောင်းနေမလဲဆိုတာကိုတော့တူရတာကမကြင်ညာသေးဘူးလို့သိရပါတယ်ခင်ဗျာ။စစ်ကြီးအင်တာနက်ကို UAE ကအောင်မြင်စွာဆန်းတက်လိုက်တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။ UAE ကသူ့တွေတီတွေဟာကမ္ဘာအမြန်ဆုံးစစ်ကြီးကွန်ရက်တွေတဲကတခုကိုစမ်းသပ်ပြီးနိပညာဆိုင်ရာတမိုင်းမှတ်တိုင်တခုကိုစိုက်ထုတ်နိုင်ခဲ့ပါတယ်။စစ်သည်မှုတွေအတွင်းမယုံနိုင်စရာကောင်းတဲ့တဆက်ကန့်ကို145ဂဂဘိုက်အမြန်နှုန်းထိရောက်ရှိခဲ့ပါတယ်။ UAE က NYU အဘူဒါဘီနဲ့ပူးပေါင်းပြုလုပ်ခဲ့တဲ့အဲ့ဒီစမ်းသပ်မှုမှာ Terahertz line နှုန်းတွေကိုအသုံးပြုခဲ့တာပါ။ဒီမြန်နှုန်းနဲ့ဆိုရင်ကြီးမားတဲ့ data လွှတ်ပြောင်းမှုတွေကိုစက္ကန့်ပိုင်းအတွင်းလှုပ်ဆောင်နိုင်မှာဖြစ်ပြီးတော့ ဇက်ကားရှိအများအပြားကိုချက်ချင်းနေပါဒေါင်းလုဒ်ဆွဲဖို့ဖြစ်နိုင်စေပါတယ်။တစ်စက္ကန့်နဲ့နဲ့ HD ရုပ်ရှင်ဇက်ကား10ကားလောက်ကိုဒေါင်းလုဒ်လုပ်နိုင်မှာပါ။အဲဒီစံတပ်မှုကိုထိန်းချုပ်ထားတဲ့အခြေအနေတွေအောက်မှာပြုလုပ်ခဲ့တာဖြစ်ပေမယ့်ဒါဟာလက်တွေ့ကမ္ဘာမှာစစ်ကြီးကိုအတုံးချနိုင်ဖို့အတွက်ကြီးမားတဲ့ခြေလှမ်းတစ်ခုဖြစ်ပါတယ်။စစ်ကြီးဟာဖြောပြေးကဏ္ဍထက်အများကြီးပို့ပြီး AI စနစ်တွေမောင်းသူမဲ့ရင်တွေအဝေးတိန်ဆေးဘက်ဆိုင်ရာခွဲစိတ်မှုတွေနဲ့စမတ်မြို့တော်တွေကိုစွန့်အားပေးမှဖြစ်တယ်လို့လည်းသိရပါပါတယ်ခင်ဗျာ။ ခုတစ်ခါဆက်လက်ပြီးတော့မှတောင်အမေရိကတဝန်းမှာတရုတ် EV ကရောင်းအားမြင့်တက်နေတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။တရုတ်ကားထုတ်လုပ်သူတွေဟာတောင်အမေရိကတဝန်းမှာရိုးရာကားတွေနဲ့ EV ကားတွေကိုချဲ့ထွင်ရောင်းချနေပြီးတော့လျှက်စစ်ကားရောင်းအားကလည်းမြင့်တက်နေတယ်လို့ Rider သတင်းမှာဖော်ပြထားပါတယ်။မော်တော်ကားသင်းရဲ့အဆိုအရစက်တင်ဘာလအထိ6လအတွင်းပြည်ရုံးမှာရောင်းချခဲ့တဲ့ကားအသစ်က33,5394စီးတွေက EV တွေဟာအနည်းငယ်သာရှိနေသေးပါ။ဒါပေမဲ့တိုးတက်မှုကတော့ရှိနေပါတယ်။ အဲ့ဒီကာလအတွင်းမှာ hybrid နဲ့လျှက်စက်ကားတွေရဲ့ရောင်းအားဟာစံချိန်တင်8256စီးရှိခဲ့ပြီးပြီးခဲ့တဲ့နှစ်ကထက်ရောင်းအားက44ရာခိုင်နှုန်းထိမြင့်တက်လာခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်ကလီမာမြောက်ဘက်မှာရှိတဲ့ချန်စီစိတ်ကန်ဖွင့်လှစ်ချိန်ကစပြီးတော့တရုတ်နိုင်ငံဟာရောင်းအားကိုမြင့်တင်နေခဲ့တာဖြစ်ပါတယ်။ တရုတ်ကုမ္ပဏီတွေဟာအမေရိကန်ကိုတင်သွင်းဖို့အတားအဆီးတွေမြင့်တက်လာသလိုဥရောပမှာလည်းကုန်သွယ်မှုကန့်သတ်ချက်တွေပုံပုံများပြားလာမှုကိုရင်ဆိုင်နေရချိန်မှာတရုတ်မှာတိစောက်ထားတဲ့မီဂါစစ်ကန်းကနေပစိဖိတ်ဖြတ်ကျော်ပို့ဆောင်ချိန်ကိုထပ်ဝက်လျှော့ချပေးခဲ့တာဖြစ်ပါတယ်။တရုတ်ခြေဆိုင် BYD ကုမ္ပဏီကလည်း EV ကားတွေ Plug in Hybrid နဲ့လောင်ကျွမ်းအင်ဂျင်ကားတွေထုတ်လုပ်တဲ့ New Dev ကိုဖွင့်လှစ်ပြီးအခုနှစ်ကုန်တွင်းမှာလီမာမှာစတုထအများအယောင်းကိုယ်စားလှယ်ကိုဖွင့်လှစ်ဖို့စီစဉ်ထားတယ်လို့လည်းသိရပါပါတယ်ခင်ဗျာ။ ဒီသတင်းကြောင်းများတွေနဲ့ပတ်သက်ပြီးနောက်ပိုင်းမှာပုံမဆွေးနွေးသွားဖို့လည်းရှိနေပါတယ်ခင်ဗျာမင်္ဂလာပါခင်ဗျာအခုတစ်ခါမှာတော့နိုင်ငံတကာစီးပွားရေးသတင်းကြောင်းအရင်းနဲ့ပတ်သက်ပြီးတော့မင်းမြန်ဆွေးနွေးတော့မှာဖြစ်ပါတယ်ဒီဆွေးနွေးမင်းမြန်မှုမှာတော့တောင်အမေရိကတဝင်းကဒါ EV တရုတ်ကရောင်းအောင်မြင့်တက်နေတဲ့သတင်းနဲ့ပတ်သက်ပြီးတော့နိုင်ငံတကာသတင်းအေဒီတာဖြစ်တဲ့မတ်တထားနဲ့မင်းမြန်ဆွေးနွေးတော့မှာပါ မတ္တထားမင်္ဂလာပါခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒီအခုမင်းမြန်ဆွေးနွေးမှုပါဗောနော်ဒါပထမလည်းတရင်နေတင်ဆက်ခဲ့ပြီးဗောနော်ကျွန်တော်မင်းမြန်ကြောင်းမှာကကျတော့ဒါ EV ကားတွေရောင်းအောင်မြင့်တက်နေတဲ့တရင်နဲ့ပတ်သက်ပြီးမေးချင်တာဗောနော်အဲ့တော့ကျွန်တော်မေးချင်တာကဒီတောင်အမေရိကတဝန်းမှာဆိုလို့ရှိရင်ဒါတရုတ်ရဲ့ EV ကားတွေကဒါရောင်းအောင်အရင်မြင့်တက်နေတယ်ဆိုပြီးတော့မှတရင်နေထွက်လာတယ်ဒီတရင်နဲ့ပတ်သက်ပြီးတော့မတ်သက်ထားတိထားသမျှလေးပြောပြပေးပါအောင်ခင်ဗျာဟုတ်ကဲ့ပါအခုလက်ရှိမှာဆိုရင်ဗောနော်ဒီ EV ကားတွေကဒီ ကမ္ဘာစီပေါ့စိုးမှုနေလို့ပြောရရအောင်နော်။ဒီအတိုင်းလိုလိုမှာဒီ EV ကားတွေပြီးတော့ EV ကားအတင်းတဲ့စနစ်တွေအတင်းတဲ့နေရာတွေကအမြဲမောက်တော့ထူးဆန်းနေလို့ပြောရရအောင်နော်။ဟုတ်ကဲ့ခင်ဗျာ။ဒီကားကုန်ကြီးရအပြိုင်ဆိုင်ပေါ့နော်။ဒီ EV ကားတွေ၊ဒီစစ်ကားတွေပြီးတော့နောက်ထပ်ဒီ hybrid ကားတွေစမ်းသပ်ပြီးတော့အမျိုးမျိုးတီထွင်ပြီးတော့ဒီနိုင်ငံတကာဈေးကွက်တွေကိုထိုးဖောက်နေရတယ်တွေ့ရတယ်ပေါ့နော်။ဟုတ်ကဲ့။အခုဆိုရင်ဒီတရုတ်ရဲ့ဒီ EV ကားကုန်ကြီးဥပမာဆို ် BYD ပေါ့နော် BYD ကတော့တရုတ်မှာထိပ်တန်း EV ကကုမ္ပဏီတစ်ခုပြောပြရတယ်ပေါ့နော်ဟုတ်ကဲ့ဆိုတော့လက်ရှိမှာဆိုရင်ဒီနိုင်ငံကဈေးကွက်ငွေဆိုပြီး60ရာခိုင်နှုန်းမျိုးပေါ့လေညှိနှိုင်းထားနိုင်လို့ပြီးတော့ဒီတောင်အမေရိကတောင်ပိုင်းမှာလည်းဒီတရုတ်ပြည်စီကကုမ္ပဏီရပေါ့နော်ဒီဈေးကွက်တောင်တော်တော်များများအောင်ဒီပိုင်ဆိုင်ထားတယ်လို့ပြောပြရတယ်ပေါ့နော်ဒီလက်ရှိမှာဆိုရင်ဒီ တောင်အမေရိကန်မှာဆိုပေါ့နော်ဒီတရုတ်ခေတ်စီကားကုမ္ပဏီတွေရပါတော့ဒီဟိုရိုးရိုးဒီတာမန်ရှင်နေပြီးတော့ hybrid ကားတွေအပြင်ပေါ့ဒီခေတ်စီကားကိုပို့ပြီးတော့ဒီထိုးဖောက်ပြန်ဆိုင်တိုးချဲ့လာတော့တွေ့ရတယ်ပေါ့နော်ဒီတောင်အမေရိကန်တောင်ဖြစ်တဲ့ဒီပီရူးနိုင်ငံမှာဆိုလဲပေါ့နော်ဒီအရင်တော့ကပေါ့ EV ကားတုံးနေလူကအစီးကြီးရထောင်ငန်းလောက်ပဲရှိရပေါ့နော်အခု2025ခုနှစ်ကစပြီးတော့ဒီ EV ကားတုံးဆွဲတူအစီးအတွက်ကပေါ့နော်ဒီကောင်းကြီးပေါ့ရောက်ရှိလာပြီပေါ့နော်ပြောမယ်ဆိုရင်ပြီးခဲ့တဲ့2024ခုနှစ်နဲ့နှိုင်းယှဉ်မယ်ဆိုရင် EV က30ရက်အရွယ်က400ကျန်လုံးပြီးပေါ့တိုးတက်လာအောင်เนาะဒါတော့ပြောမယ်ဆိုရင်အရင်ဟို EV ကစတင်တက်ခါစားတဲ့ပတ်သက်ပြီးတော့နှိုင်းရှင်ချင်မယ်ဆိုရင်အရင်တော့ကတော်တော်ကြီးကိုတိုးလာရလို့ပြောလို့ရအောင်เนาะဟုတ်ကဲ့အဲဒီပြောမယ်ဆိုရင်ဒီ EV ကလောကကစပြီးတော့ထိုးပေါက်လာတက်စလာလို့ပြောလို့ရအောင်เนาะဒီ American EV ဟိုအစ်စစ်ကားကုမ္ပဏီတက်စလာပေါ့တက်စလာဒါမှလည်းဒီတောင်အမေရိကဘက်တွေကသူတို့ဒီသုံးဆွဲသူတွေပြီးတော့ဒီဟိုဘယ်လိုပြောမလဲဒီဟိုအကုန်ကြီးရင်းနှီးနှုတ်နယ်တွေကသဘောကျအောင်ဒီတက်စလာကိုသဘောကျအောင်ဒါမှလည်းသူတို့ကဒီတက်စလာကိုနောက်ဆုံးထပ်ထားတဲ့တက်စတာ 3ပေါ့နော်3 model သူကစတယ်သူက3ဆွဲဒါပေမဲ့3ဆွဲတဲ့ခါမှာသူဘယ်လိုဖြစ်နေလဲဆိုသူတို့တင်ရတဲ့ပမာဏလေဝယ်ယူရတဲ့ဈေးကြီးအရန်ကိုများပြီးတော့အတီအခုံလုံးကြီးအရန်များနေတော့တွေ့ရတယ်ပေါ့နော်ဒါကြောင့်လေဒီတရုတ်ကားကုမ္ပဏီကဒီ Tesla ဈေးနဲ့နှိုင်းရှင်မယ်ဆိုရင်60ရာခိုင်နှုန်းတော့တတ်တာနေတော့တွေ့ရတယ်ပေါ့နော်ဒါကြောင့်လေသူတို့ဘက်ကကြည့်မယ်ဆိုရင်သူတို့ဒီဝယ်ယူရတဲ့ပမာဏပြီးတော့အခုံပြီးဆောင်ရတဲ့ပမာဏတော့အရန်กว่าချားတယ်กว่าချားနေတဲ့သူတို့ဒီပြည်ပြည်တက်တဲ့တင်တော်မယ်ပြီးတော့သူတို့ဒီဒီဈေးကွက်ထဲမှာဖြန့်ချီရမယ်ဈေးလုံးပမာဏတင်တော်တော့တွေ့ကြတယ်သူတို့ကဒီတရုတ်ကားကိုပို့ပြီးရွေးချယ်လာကြပါတော့နော်တရုတ်ကားကြီးကဘီမာနီကထုတ်လုပ်တဲ့ Caio, o Felipe Romero, အရင်အဆင်ပြေတယ်တုံမောင်းနေရတယ်လဲကူလဲပြီးတော့အာသင်းနဲ့ဒီချာချင်းတွေကလည်းပေါ်တယ်ပေါ့နော်ဒီတက်စလာဆိုရင်ခုဒီကမ္ဘာအနှံ့မှာဒီအာသင်းစနစ်ဒီစတေရှင်တွေကနည်းတည်းရေပြောပြရအောင်နော် BYD ကဆိုရင်ခုလက်ရှိမှာပြင်အာသင်းနဲ့နေရပို့ပြီးတော့ဒီကမ္ဘာအနှံ့မှာပုံမူဖြန့်ချီလာတာတွေ့ရတော့ဒါက BYD အာတေယုတ်ကုန်နေတဲ့အာသာချက်ပေါ့နော်အာသာချက်ပေါ့နော်ဟုတ်ကဲ့ဒီအနှံ့မှာအာသင်းစနစ်ကိုအလွယ်တကူထားရှိနိုင်တဲ့အတွက်ဒီနိုင်ငံကားအုံဆွဲသူပါလေဒီအမေရိကန်ကုမ္ပဏီတွေထက်ဒီတေယုတ်ဒီလွယ်ကူလင်မြန်တဲ့ဒီတေယုတ်ကိုပို့ပြီးတော့ဒီအသားပြီးလာတာတွေ့ရတော့အုံပြူလာကြတာပေါ့ဟုတ်ကဲ့ပြီးတော့ထပ်ပြီးတော့လေဒီပြည်ဦးနိုင်ငံမြောက်ပိုင်းဒီလီမာမြို့မှာပေါ့နော် ်ဟုတ်ဒီ channel ဒီစိတ်ကန်းကိုပြီးတော့ခွင့်လိုက်တဲ့အခါမှာတယောက်ကပို့ပြီးတော့ဒီအခွင့်ကာသွားလို့ပြောလို့ရတော့เนาะဒီ channel စိတ်ကန်းကနေတစင်သူ့ရဲ့ဒီတိတ်ပိုးဆောင်ကြီးလုတ်တယ်လက်ရှိမှာတော့ဒီ American သမားတို့နဲ့ trend တက်လာရရပါတော့เนาะဒီဒီဒီအခွင့်ကြီးဟိုအကြီးမားဝင်ပြီးတော့ဥရောပမှာဆိုရင်ဒီကုန်သေးစစ်ပွဲအပြန်လဲဆင်နွှဲနေအောင်ဟုတ်ကဲ့ဟုတ်ကဲ့ပြီးတော့တယောက်နေနဲ့ကြီးမယ်ဆိုရင်ဒီဥရောပစီးပွဲကိုထိုးဖောက်မယ်ဒီတောင်အမေရိကဘက်ကိုထိုးဖောက်ဖို့အတွက်သူ့အနေနဲ့ PR အများကြီးဖြစ်ပေါ်နေတယ်เนาะဒါပေမဲ့လည်းတယောက်နေသူ့နဲ့ဟိုညှိနှိုင်းမှုတွေလုတ်တယ်ပြီးတော့တိတ်တိတ်မြတ်ပတ်တဲ့ဒီဈေးနှုန်းတွေနဲ့ညှိနှိုင်းပြီးတော့ဒီဝယ်ယူသုံးစွဲသူဆွဲဆောင်ပြီး ုတ်နေနေတယ်။ဒီထင်ဆန်းခြင်းမှုအစ်စ်တွေအမျိုးမျိုးသောမိဆက်မှုတွေပြုလုပ်ပြီးတော့ဒီတောင်အမေရိကဆီကထိုးပေါက်ပြီးတော့တော့အရှိန်အုံနဲ့ကြီးထွားအောင်ဆောင်ရွက်နေတာဖြစ်ပါတယ်ဟုတ်။ဟုတ်ကဲ့ပါမ။အဲဒီ EV ကားရင်းနဲ့ပတ်သက်ပြီးတော့တရုတ်ကလည်းဒါ EV ကားရင်းနဲ့ပတ်သက်ပြီးတော့သူကလည်းဒီဈေးကွက်စီးပွားရေးကိုသူတို့ပို့ပြီးတော့ပုံပုံချက်ထွင်လာတာလည်းရှိရတဲ့ပိုင်းပေါ့နော်။ကျွန်တော်တို့သိထားသလောက်ဆိုလို့ရှိရင်ဒီတရုတ်ကုမ္ပဏီကဒီ American ကိုတွင်တင်ဖို့အတွက်ဆိုပြီးတားဆီးရရှိရလဲသူတို့ရှိတယ်ပေါ့နော်။ဒါစီးပွားရေးပိတ်ဆို့မှုတွေလည်းသူတို့ကြုံတွေ့နေရတာပေါ့။ဆက်ပြီးတော့မှဒီ EV ဈေးကွက်ကလည်းဘယ်လောက်ထိကျကျပြင်းပြင်းဖြစ်လာမလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်အနေထားမှာရှိတာပေါ့နော်။ တော့နောက်တစ်ခုသိချင်တာကတော့ဒီတရုတ် EV ကဈေးကွက်မှာဆိုလို့ရှိရင်နောက်ထပ်ဘယ်လိုမျိုးပေါ့နော်အစ်စ်တွေဆက်ပြီးတော့မှအာထောက်လုံနေလဲဆိုတာလည်းကျွန်တော်သိချင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါဟိုညီမခုနပြောသွားလို့ပေါ့နော် BYD ကတော့သူ့အနေနဲ့ဒီ EV ဈေးကွက်ကိုသူတစ်ချိန်လုံးတိမ့်ပိုင်နိုင်မှုအတွက်သူ့အနေနဲ့ဒီအမျိုးမျိုးသောစနစ်တစ်ချိန်လုံးနေလုပ်နေပေါ့အဓိကတော့ဈေးနှုန်းပေါ့နော်သူ့ရဲ့ဒီ နောက်ထွက်လာတဲ့ကားစင်းလုံးတွေပုံမှန်ထွက်လာတဲ့ကားစင်းလုံးတွေထက်သူကပိုတက်တောင်သူကထုတ်လုပ်ပြီးနေပေါ့လက်ရှိမှာဆိုရင်တက်စလာနဲ့ရှင်ပြန်ပြီတက်စလာထက်အများကြီးဈေးသက်သာပြီးပေါ့နော်ဟိုဒီတုံးဆွဲသူတွေပို့ပြီးဆွဲဆောင်နိုင်မယ်ဒီအလှအပိုင်းတော့ဒီဇိုင်းမိုင်းတွေပေါ့နော်ဒီဇိုင်းအနေထားပြီးကားအတွင်းမိုင်းအပြင်မိုင်းတွေအစပြိသက်တွေမြင်လိုက်တာနဲ့သဘောကျသွားတဲ့အနေထားရအောင် BYD ကလည်းဖန်တီးနေပေါ့ပြီးတော့လက်ရှိမှာဆိုရင်ဒီ classic ကားစီးကွက်တွေသူက AI နည်းပညာကိုအသုံးပြုပြီးတော့ဒီထောင်လိုင်းစနစ်ဒီစင်ဆာတွေကင်မရာတွေသူက AI ကိုအသုံးပြုပြီးဒီထောင်လိုင်းစနစ်ဒီအစုံတက်ဆင်ထားတော့လေ BYD ကစပြီးလှုပ်ဆောင်လာတယ်နော်အဲ့တော့လည်းနည်းပညာကုန်ပြီးနေတယ်ဖီယန်ဒီက ွေးနွေးပြီးတော့ဒီဈေးကွက်တွေထိုးပေါက်ကိုချိုးပန်းနေရပါတော့เนาะဟုတ် UND ရုပ်ပြ Greely ရုပ်ပြ GWN လို့ဆိုတာတရုတ်မှာထိတ်တန်းဒီ ညစီကညစီကထုတ်တဲ့ကုမ္ပဏီတွေပေါ့နော်ကုမ္ပဏီတွေကအခုဒီတောင်အမေရိကကိုသူကဦးတည်ပြင်မှတ်ထားပြီးသူကဈေးကထုံးဖောက်ဖို့သူကပြင်ဆင်နေရပါတော့နော်ဒီသူအမေရိကန်တို့မှာလို့တင်းနေမှုဆိုတာလက်ရှိမှာဒီဒေါ်နယ်ထရန့်နဲ့ပတ်သက်ပြီးတော့ဒီအခွန်ပြဿနာတွေဖြစ်ပေါ်နေပါတော့ထရန့်ကလည်းတရုတ်ကတင်းနေတာတင်းကုန်ပြီးအခွန်ရအောင်တရရကန်လုံးဒီတိုးမီကောက်ခံကိုထရန့်ကလည်းဒီတော့ထားရှိရပါတော့ဒါမှလည်းအဲ့ဥစားကဒီဂွေမာလာစမယ်ဆိုပြီးတော့ဒါမှအမေရိကန်တို့မှာဒေါ်နယ်ထရန့်နဲ့တရုတ်ကမရာရှိချင်းဖြစ်လို့ချဒီ ်ဟိုနိုင်မှုပြုလုပ်နေပါတော့ဒီအခုတက်မှတ်ကြီးရဒီတတိချာတတိချာပြီးတော့ trend ကချက်မှတ်လာမျိုးတော့မရှိသေးဘူးเนาะတိကျကလည်းအဲ့ဒီအတွက်ဒီ American Dollar trend ဟိနိုင်မှုကဒီဈေးကွက်ကို तू ကဟိုကဥတည်ပြီးတော့ပြင်မှတ်ထားကိုစဉ်းစားနေရပါဘောဒါမှမဟုတ်ဒီအစီအစဉ်တွေကဖြစ်မလာဘူးဒါကြောင့်လည်းအခုလက်ရှိမှာတိကျကဒီတိကျလက်စစ်ကအကုန်ကြီးဒီတောင်အမေရိကကို ်ဦးတည်ပြီးတော့သူရဲ့လျှက်စစ်ကားကိုပို့ပြီးတင်တွင်းနေအောင်တည်ရတယ်ပေါ့နော်ဟုတ်ကဲ့ပါပြီးတော့လို့ရှိရင်ဘယ်လောက်ကြောင်ဟိုဖြစ်လဲဆိုရင်ဒီ PY နေရပေါ့နော်ဒီပြီးခဲ့တဲ့ရက်ပိုင်းအတွင်းရပေါ့နော်ဒီသူ့ရဲ့ဒီဆန်နာရီခုတိဆောက်ကိုသူကစီစဉ်နေရပေါ့နော်အဲ့ဒီ PY ရဲ့စိတ်ရုံကဘယ်လောက်ထိအောင်ကြီးလဲဆိုတော့ဒီ San Francisco မြို့ထက်ကြီးတယ်လို့ပြောတယ်ပေါ့နော်ဒီ San Fran အကိုတိပါတယ် San Francisco မြို့ကြီးဆိုတာတကယ်ကိုကြီးမားတဲ့မြို့ကြီးတစ်မြို့ပေါ့နော်သူ့ရဲ့ဟိုအကျယ်စတူရန်မီတာပေါ့နော်56တူရန်မီတာရှိတယ်ပေါ့နော်ဒါမှမဟုတ်ဒီအခု PY ကတိဆောက်နေရပေါ့တရုတ်ပြည်မှာ PY တိဆောက်နေစိတ်ရုံကြီးပေါ့နော် San Francisco မြို့ထက်ပို့ကြီး ီးပြီး student meter 50လောက်ရှိရပြောတယ်ပေါ့နော်ပြောမယ်ဆိုရင် तू မျိုးထက်မျိုးထက်တောင်ပြောချင်ရဲ့ကိုကြီးရဲ့တိဆောင်းနေတယ်လို့ပဲပြောပြရအောင်ဟုတ်ကဲ့ဟုတ်ကဲ့ပြီးတော့ तू ရဲ့အိမ်စက်ရုံထဲမှာငွေနှိုင်းအိမ်ကတော့6သိန်းလောက်ထားမှာတဲ့ပြီးတော့ဒီကဘာအနှက်ကဒီကျွမ်းကျင်ကြီးပညာရှင်လည်း तू 2သိန်းလောက်ထပ်ပြီးတော့ तू က ်ခံတာလို့ပြောတယ်ဗောနော်ဟုတ်ကဲ့တော်တော်သူကရီမိုင်းချက်ကြီးကအရန်ကိုကြီးမားနေဗောနော်ဒီကသူကတက်စလာရှင်းပြန်မှာဗောနော်တက်စလာကိုသူကရှင်းပြန်ပြီးတော့သူကဇီးကွက်နံပါတ်1နေအောင်သူကထိုးဖောက်မှုထိသူကရီမိုင်းပြီးတော့ BYD ရဲ့လို့အမျိုးစိတ်ယုံကြီးတိဆောက်တယ်လုံသားအင်အားအများကြီးတိုးချဲ့ပြီးတော့ဒီတိအတ္တိတိဆောက်ဖို့လုပ်နေရဗောနော်အရှိမှာဆိုလည်းဒီသူက mini tesla လို့ခေါ်တဲ့ဒီ ကလေးတွေလည်းစီလို့ရတယ်ပြီးတော့ဟိုလူကြီးတွေနောက်ကလိုက်ပါစီလို့ရတယ်ဒီမီနီကားလေးတစ်စီးကိုတီးထွင်နေရပါတော့တက်စားရတယ်အဲ့ဒီမီနီကားကိုလည်းသူကတင်းတင်းမြောက်ပတ်နဲ့ဈေးလုံးနဲ့သူကတောင်းချပြီးမှာတော့သူကအရင်တော့လည်းဒေါ်ဖင်ဆိုတဲ့ဒီလျှက်စစ်ကားတစ်စီးလေးသူတီးထွင်ခဲ့အဲ့ဒီလျှက်စစ်ကားကလည်းဟိုမီနီလျှက်စစ်ကားလေးပေါ့နော်သူကစီးပတ်မှာအတော်အသင့်ထိုးပေါက်နိုင်တာတွေ့ရပါတော့ဒါပေမဲ့လည်းအမှသူကဒီသုံးဆွဲသူတွေကဒီဟိုကနီးပညာချိုးရင်းမှုကြီးပြီးတော့သူ့အနေနဲ့ဒီအော်တိုမက်တစ်ဟိုစနစ်ပါတဲ့အတွက်သူအလိုလေးကမောင်းနေတာအတွက်ဒီ ဖြစ်ပတ်သက်ပြီးတော့သူကပြဿနာလေးအနေငယ်ဖြစ်တယ်ပေါ့နော်အဲဒါကြောင့်လည်း BYD ကအဲ့ဒီ Dolphin ကိုသူကမကြက်လို့အခုနောက်ထပ် Mini EV ကတစ်စီကိုတီထွင်နေပေါ့နော်အဲ့ဒါကိုလည်းသူကဒီမကြက်ခင်အတွင်းမှာဒီလာမယ့် Mazda အတွင်းမှာပေါ့နော်ဒီနိုင်ငံတကာမှာသူကဟိုချပြပြီးတော့သူရောင်းချထားမယ်ဆိုလည်းပြောထားရပေါ့နော်ဟိုပြောမယ်ဆိုရင်အကိုရဲ့ဟို Tesla ဆက်ဆိုင်တရုတ်ကားလေးကဒီဈေးလဲတက်တာလေဈေးတက်တာ ပြဿနာလေးနည်းနည်းတက်တာညှိနှိုင်းလို့ရအနေထားရှိပါတော့။ဒါကြောင့်လည်းဒီ Tesla ဟိုပါပဲဒီတရုတ် EV ကားတွေကအပြန်ဒီတောင်အမေရိကမှာတိုးချဲ့နေပါတော့။တောင်အမေရိကပြင်တခြားဈေးကွက်တွေမှာလည်းသူကတိုးချဲ့ပြီးတော့ရှောင်းချနေရပါတော့။ဟုတ်ကဲ့။အဓိကတော့ဒီဈေးနှုန်းတက်တာခုနကညီမတို့ပြောတာဆိုသူရဲ့ဒီအာသွင်းနဲ့စနစ်တွေကပိုးပြီးတော့အဆင်ပြေအောင်နော်။ဥပမာ Tesla ဆိုရင်ဒီဒီအမြန်လမ်းတွေမှာသူကဒီအာသွင်းနဲ့နေရာတွေသူကအပြစ်မထားပြီးနိုင်သေးဘူးနော် Tesla ။ဟုတ်ကဲ့။အဲ့ဒါသူအနေနဲ့ဈေးကြီးရတယ်ပြီးတော့လက်ရှိမှာတော့ Tesla ကဒီ Elon Musk ကဒီ CEO ကပတ်သက်ပြီးတော့ဒီကမောက်ကမဖြစ်နေတဲ့အနေထားလေးရှိတယ်ပေါ့နော်။ Elon Musk က SpaceX ကိုပဲအာရုံ ုံစိုက်နေပြီတက်စလာဘက်ကိုဟိုအာယုံမစိုက်နိုင်တဲ့အနေအထားဖြစ်ပေါ်နေပါတော့။ဒါကြောင့်လည်းသူ့အနေနဲ့ဒီတက်စလာဘက်ကိုအာယုံစိုက်ပြီးတော့သူကဒီတရုတ်ဈေးကွက်လိုပြန်ပြီးတော့ချဲ့ဖို့လဲဒီအီလွန်မတ်ကပြန်ပြီးတော့စ조사နေရအောင်တွေ့ရပါတော့။ဘယ်လိုမှအခုမှပြန်ပြီးတော့ခြေလှမ်းဆနေအနေအထားပေါ့နော်။ဒါပေမဲ့အီလွန်မတ်အဲ့လိုဖြစ်နေတဲ့အချိန်မှာတရုတ်ကအခွင့်ကောင်းယူပြီးတော့ဒီနိုင်ငံကဈေးကွက်တွေကသူကလက်ဦးမှုရယူပြီးတော့ဒီအမျိုးမျိုးသောစန်တစ်တီချင်မှုတွေလုပ်ပြီးတော့ဒီနိုင်ငံကဈေးကွက်တွေကိုသူကထိုးဖောက်조사နေရတယ်ဖြစ်ပါတယ်ဟုတ်။ဟုတ်ကဲ့ပါမ အဲဆိုလို့ရှိရင်တော့တရုတ်ရဲ့ဒီ EV ကားနဲ့ပတ်သက်ပြီးတော့ဈေးကွက်ထိုးပေါင်းနိုင်စွမ်းဘယ်လောက်ထိကြီးမားကျယ်ပြန့်လာမလဲဆိုတာတော့ကျွန်တော်မျက်မြင်ပေါ့နော်စောင့်ကြည့်ရမယ်အနေထားတော့ရှိတာပါဗျ။အဲ့တော့ဒီနေ့ကျွန်တော်မျက်မြင်ဆွေးနွေးခဲ့တဲ့ဒီ EV ကားနဲ့ပတ်သက်ပြီးတော့မှဒါအမှပြောခဲ့တာလည်းတော်တော်ပြည့်ပြည့်စုံစုံလည်းပါပါတယ်ခင်ဗျာ။အဲ့တော့တက်လည်းမတ်တထောင်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ကျေးဇူးပါ။ဟုတ်ကဲ့ပါခင်ဗျာ။အခုတင်ဆက်ပေးခဲ့တာကတော့ One Piece Season ကနေပြီးတော့မှပြည်တွင်းနဲ့နိုင်ငံတကာကစီးပွားရေးတည်ရင်အကြောင်းအရာတွေဈေးကွက်အခြေအနေတွေနဲ့ပတ်သက်ပြီးတော့မျက်မြင်ဆွေးနွေးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ